ဂျုံတရက်ကနေဂျုံခွန်ကြီးရဲ့အတွင်းမှာတနင်္လာသာသမီတွေပို့ပြည်ပကိုခီးသွားဖို့အကြောင်းအရာတွေပေါ်လာတတ်တယ်။ဒါပေမဲ့ကိုသွားခြင်းနဲ့နိုင်ငံကိုချက်ချင်းမရောက်တတ်ပါဘူးရှင်။တနန်ခိုင်ပါတနင်္လာကိုခဏဝင်လိုက်ရတာမျိုးနော်တခုခုနော်အပြောင်းလေးလေးဖြစ်ပြီးမှသွားရတာမျိုးကြုံရတတ်ပါတယ်။ဒါပေမဲ့ပြည်ပကိုတော့ကျင်းတည်ရောက်ပါလိမ့်မယ်ရှင်။ဟုတ်ဒီမှာဖုန်းလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ်။ mercury.shoppingapp mercury မှာဘာပဲလုပ်လို့ရနိုင်ပြီနော်တိတ်ဖုန်းလေးကအကောင်းဆုံး shopping မှာ mercury your shopping partner မိတ်ဆွေပေါင်းတဲ့များတဲ့ကနေပြီးကြော်သာပရိသသမီးအင်္ဂါသသမီးများကအခုအညီများစွာပြပါလိမ့်မယ်ကိုသွားတဲ့ခရီးအတွက်ကိုလည်းကိုကိုကူညီမဲ့သူတွေကအသင့်ဆောင်နေတတ်ပါတယ်အကြီးကဲတယောက်ကဲ့ ူညီစောင့်ရှောက်မှုကြောင့်လဲကိုသွားမဲ့ကိစ္စတွေဆာရွက်ဆာနန်းနဲ့ကိစ္စတွေအောင်မြင်မှုရရှိတတ်ပါတယ်။ပြည်ပနိုင်ငံကိုကြောင်းသွားတက်မဲ့ကြောင်းသူကြောင်းသားတွေဖို့ယခုကာလယခုရဲ့ပိုင်းတွင်းဟာတနင်္လာသာသမီတွေအတွက်ကံကောင်းတဲ့ရက်ပိုင်းချမှာပါဝင်နေပါတယ်ရှင်။နည်းနည်းလေးတတိထားမှာကသူများအမှုအခင်းတွေကိုလိုက်ပြီးအာမခံပေးတာမျိုး ဆောင်ရွက်ပေးတာမျိုးလုပ်ရင်ကိုပါညှိစွန်းတော်တတ်ပါတယ်ထို့တူပဲကိုအကူအညီပေးမဲ့သူကိုလည်းအထောက်ကူမပြုနိုင်ပါဘူးရှင်ကိုကိုတိုင်းကနည်းနည်းလေးညံ့နေတော့ကိုအကူအညီဟာသူ့ဘောမှာအရေးမပါတာအရာမြောက်တာမျိုးကြုံတတ်တာကြောင့်ဒီကိစ္စလေးကိုတော့နည်းနည်းနောက်ဆုတ်လိုက်ပါရှင်ထို့အတူပဲကျောင်းတက်မဲ့ကျောင်းသားတွေကိုလိုချင်တဲ့တင်နန်းကိုလိုချင်တဲ့ကျောင်းကိုမရတာလဲကြုံရတတ်ပါတယ်ပြိုးရွယ်သူတွေဖို့ ချစ်သူစီကလက်ဆောင်ပစ္စည်းလေးတစ်ခုရရှိလို့ပြောနေမဲ့အချိန်ကာလဖြစ်ပါတယ်။အိမ်တော်တွေဖို့အိမ်တော်ဘက်ကမိမိမိသားစုတွေလိုအပ်သောပစ္စည်းများဝယ်ယူအိမ်တော်ပြည်ပေါ်ကပစ္စည်းတွေဝယ်ယူလာတဲ့နမိတ်တွေ့တတ်ပါတယ်။ကံကောင်းတဲ့အကြောင်းအရာလေးတစ်ခုဖြစ်ပါတယ်။ကျမ်းမာရေးအနေနဲ့အနည်းငယ်ကူးဆက်လိုက်ပါ။တနင်္လာသားသမီးတွေဖို့ စီးနဲ့ပတ်သက်တော့ဝေဒနာစီးအိမ်နဲ့ပတ်သက်တဲ့ဝေဒနာလေးတွေနည်းနည်းခံစားတတ်ပါလေဒါကြောင့်လေတနင်းနာသာသမီတွေဒီတပတ်တွင်းမှာကျမ်းမာရေးအညံ့ကြီးပြပြောက်သွားအောင်အဲ့ဒီတနင်းနာနေ့ညမှာသူဝိအိတ်တဲ့ကိုခန္ဓာအောက်ပိုင်းပေါ်ရှင်ပစိုးဟောင်းလေးတစ်ထဲထမီဟောင်းလေးတစ်ထဲဘောင်းကြီးဟောင်းလေးတစ်ထဲဝိအိတ်ပြီးအင်္ဂါနေ့မနေ့မှာရေသွားမျှောလိုက်မယ်ဆိုရင်ဒီတပတ်တွင်းရဲ့အညံ့ခိုက်တရားအတူတူရေနဲ့အတူ မျောပါသွားမှာဖြစ်ပါတယ်။ကံကောင်းတဲ့နံပါတ်လေးကတော့၄ခဏ၊ခုနှစ်ခဏ၊၃ခဏဖြစ်ပါတယ်။ကံကောင်းတဲ့အယောင်လေးကတော့အညိုယောင်မှိုက်မှိုက်လေးဖြစ်ပါတယ်ရှင်။ကံကောင်းတဲ့ကံကောင်းသွားအောင်မိမိရဲ့ကံကိုအချိုးပေးသွားအောင်မိမိနေရဖျားမှာပဲ။နွားတို့ရဲ့သောဘကေပြားရရရောချိုးပြီးထားတဲ့ကနာနိုစွန်းလေးကိုလှူဒန်းပြလိုက်မှရှင်ဆိုရင် ယင်းရဆန္ဒတွေအားလုံးရရှိသွားမှာဖြစ်ပါတယ်ရှင်။